မင်္ဂလာညမှာပဲကွာရှင်းပြက်စေးလိုက်တဲ့ဇနီးမောင်နဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်။ဘာကြောင့်အဲ့ဒီဇနီးမောင်နဲ့နှစ်ယောက်ကမင်္ဂလာညမှာကွာရှင်းပြက်စေးလိုက်တယ်လေဆိုတော့မင်္ဂလာညတညမှာမင်္ဂလာဇနီးမောင်နဲ့အတွက်ညစာစားဖို့လမန်းအကြီးတစ်ခုမှာအလွန်ကောင်းမွန်ပြီးတော့အနံ့အရသာတွေနဲ့ပြည့်နေတဲ့အစားအသောက်တွေကိုစားသုံးဖို့အခန်းတစ်ခုမှာအစင်သင့်ပြင်ဆင်ထားပြီးတယ်။သူတို့သားကသူတို့သမီးကိုစားသောက်ဖို့ခေါ်တော့သူတို့သမီးကမေးတယ်ရှင့်အမေကမစားဘူးလားခေါ်လိုက်ပါ အတူတူတပေါင်းတစ်စီးတည်းစားလိုက်ကြရအောင်သူတို့အသားကအမေအိတ်သွားပြီထားလိုက်ပါငါတို့နှစ်ယောက်ပဲစားလိုက်ကြရအောင်ဇနီးကထပ်ပြောတယ်ကျမသိတယ်ရှင့်အမေလည်းထမင်းမစားရသေးဘူးခေါ်လိုက်ပါ အတူစားရအောင်လို့ပြောတော့အိတ်ပါစီ ထားလိုက်ပါကွာလို့ပြောတယ်အဲ့ဒီအခါမှာသူတို့သမီးကထပ်ပံတလေးလေးအမေကိုခေါ်ဖို့ပြောပြီးမြင်သူတို့သားကထပ်ပံတလေးလေးငင်းဆူရာကနေနောက်ဆုံးသူတို့သမီးကသူမကိုကွာရှင်းပေးဖို့တောင်းဆိုလိုက်တယ် နှစ်ယောက်သားအချင်းများရာကနေကွာရှင်းပြက်ဆေးလိုက်ကြတဲ့အချင်းဒီကိုစိုက်ရောက်ခဲ့ကြတယ်လေလမ်းခွဲကြပြီးတဲ့နောက်သူတို့နှစ်ဦးဟာကိုစီကိုစီနောက်အင်တောင်ထူထောင်လိုက်ကြတယ်အမျိုးသမီးကသူ့မရဲ့သားသမီးတွေနဲ့ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးပိုင်ဆိုင်ဖြတ်သန်းနေတယ်လေနှစ်30ကြာပြီးတဲ့နောက်တနေ့မှာသူ့မကနေရက်ကိုပြန်လာတော့သားသမီးတွေကလာရောက်ကြိုဆိုကြပြီးတော့အိမ်ပြန်လာကြတယ်လမ်းခွဲလက်တနေရာမှာလူတယောက်ဟာ ဟောင်းနှံဆုပ်ပြက်နေတဲ့အဝိစားတွေဝစ်ဆင်ပြီးတော့အလွန်ဆာလောင်မုတ်တိတ်စွာ တောင်းရဲနေတဲ့သူတယောက်ကိုတွေ့တော့အမျိုးသမီးကသားတွေကိုပြောတယ်အဲ့ဒီလူကိုထူလိုက်ပါခြေလက်မျက်နှာဆေးပြီးတော့ထမင်းကျွေးလိုက်ပါ အမျိုးသမီးကအဆိုပါလူကိုတေးချာကြည့်လိုက်တော့သူမရဲ့ပထမခင်မွန်ဖြစ်နေတယ်အမျိုးသမီးကမေးတယ်ဘာကြောင့်ဒီလိုဆိုးရွားတဲ့အခြေအနေကိုရောက်နေတာလဲထိုအမျိုးသမီးရဲ့ပထမခင်မွန်ကပြောတယ်ငါသားသမီးတွေဟာငါ့အပေါ်မကောင်းကြဘူး ငါ့ကိုဂယုမဆိုင်ကြဘူးငါ့အပေါ်တံပိုးမထားကြဘူးငါ့ကိုထောက်ပံ့မှုမပြုကြဘူးငါ့ကိုပစ်ထားကြတယ်ငါဟာငါဝန်းစားအတွက်တောင်းရင်စားတော့နေရတယ်လीအခုမင်းမြင်တဲ့အတိုင်းပါပဲအမျိုးသမီးကပြောတယ်အေးအဲ့ဒါဘာကြောင့်လဲဆိုတာရှင်သိလားရှင်ဟာရှင်အဖေရှင်အမေအပေါ်မှာမကောင်းခဲ့ဘူးလीတောင်းဝန်မကြည့်ခဲ့ဘူးရှင်အဖေအမေပေါ်ရှင်ဘလူဆက်ဆံတယ်လေရှင်သားသမီးတွေကလည်းရှင်ကိုအဲ့ဒီလိုပဲဆက်ဆံတာပါအတင်တို့ မိမိတို့ရဲ့မိဘတွေအပေါ်ကောင်းမွန်စွာဆက်ဆံကြပါသို့မှသာအသင်တို့ရဲ့သားသမီးတွေကအသင်တို့ကိုကောင်းစွာဆက်ဆံပါလိမ့်မယ်ကျမသိလိုက်တယ်အဲ့ဒီမင်္ဂလာဥညကလေးကမိခင်အပေါ်ဆက်ဆံပုံကိုကြည့်ပြီးတော့ကျမချောက်သွားခဲ့တယ်ရှင်ဟာမိဘအပေါ်မကောင်းတဲ့အတွက်ရှင်နဲ့ရတဲ့ကလေးတွေလည်းကျမကိုတီးတက်မှာမဟုတ်ဘူးအခုကြည့်ပါရှင်အရှိကကျမရဲ့သားတွေဟာအမေရဲ့ဝေယဝိဆာအယားယာကိုစောင်းရွက်ပေးရုံမကဘူး အမေဝစ်ပြီးသားထမိန်ကိုပါရှော်ဖို့ပြီးတော့မိဘူးတိုက်ပေးကြတယ်လीဒါကြောင့်ဗုဒ္ဓကဟောကြားခဲ့တယ်ချစ်သားချစ်သမီးတို့အလူခံပုပ်ကိုကိုအဝေးကြီးမရှာပါနဲ့မိဘနှစ်ပါးဟာသားသမီးတွေအတွက်အကောင်းဆုံးအလူခံပါမိဘကိုလှုပ်ကြွေးတဲ့သားသမီးတိုင်းလက်တွေ့ခံစားရမယ့်အကျိုးတရား12ပါးရှိပါတယ်အဲ့ဒီဟာတွေကတော့လူတိုင်းချီးမွမ်းမှုကိုခံရမယ်အသည့်အလိမ္မာဉာဏ်ပညာတိုးပွားမယ်လူအများတို့ရဲ့ကြီးညိုပူဇော်မှုခံရမယ် အထွေအရန်ပေါများမယ်ကြော်စောထင်ရှားမယ်စီးပွားဥစ္စာယတနာတိုးပွားမယ်ယောဂဘေးအန္တရာယ်ကင်းမယ်စက်တီမင်္ဂလာနေ့တိုင်းတိုးမယ်အသက်ရာကျော်နေရမယ်နတ်တူချစ်ခင်စောင့်ရှောက်မှုကိုခံရမယ်လောကရဲ့အမြင့်ဆုံးချမ်းသာကိုခံစားရမယ်တမလွန်ဘဝမှာနတ်ချမ်းသာကိုခံစားရမယ်မြတ်ဗုဒ္ဓကအခုလိုဟောကြားခဲ့တယ်ဒါကြောင့်သာသမီတိုင်းမိဘကျေးဇူးကိုအထူးပဲဆက်နိုင်ကြတဲ့သူတွေဖြစ်ကြပါစေနော်